ပြည်တွင်း၌အောင်မြင်မှုရပြီးနောက်အမေရိကသို့တိုးချဲ့ရန်ဂျိုးပန်လာသည့်လက်ကင်းကော်ဖီဆိုင်လုပ်ငန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်ကော်ဖီဆိုင်လုပ်ငန်းလက်ကင်းကပြည်တွင်းဆေးကွက်လွှမ်းမိုးပြီးနောက်အမေရိကန်မှလုပ်ငန်းတိုးချဲ့ရန်ကြိုးပမ်းနေထားကြောင်း Java အတွက်ထိုးနှက်ချက်ဖြစ်နေပါအထိလွန်ခဲ့တဲ့၈နှစ်ကစတင်တည်ထောင်တဲ့လက်ကင်းဟာ Java ရဲ့စားဘတ်ကိုကျော်လွန်ပြီး2023မှာတရုတ်ပြည်ရဲ့အကြီးမားဆုံးကော်ဖီဆိုင်လုပ်ငန်းဖြစ်လာပါအထိဒီနောက်အာရှဆေးကွက်ထွေကိုတပြေးပြေးတိုးချဲ့လာက2025ပထမ3လအကုန်မှာကမ္ဘာတဝန်းဆိုင်ပေါင်း2400ကျော် ော့ပိုင်ဆိုင်ခဲ့ပါတယ်။အခုဆိုရှင်လက်ကင်းကအမေရိကကိုမျက်စီချလာကနယူးယောက်မှာ ဆိုင်ငါဆိုင်ဖွင့်ထားပြီးနမေရနေပြီဖြစ်ပါတယ်။ဒီထွင်ထုတ်လုပ်ထားတဲ့အုံတိလက်သေးအပြင်စီးပွားရေးပုံစံက application တည်တံ့ဖြင့် order မှာခြင်းငွေရှင်းလက်ခံသူမရှိတဲ့ဆိုင်တွေထားရှိခြင်းတို့ဖြင့်စမ်းသစ်နေပါတယ်။အနံ့အရာသာအကောင်းမွန်သလိုမာယူရတာလွယ်ကူအဆင်ပြေတယ်လို့ဝယ်ယူသူတအူးကပြောပါတယ်။ ၎င်းက application အသုံးပြုသူတွေရဲ့အတွက် short sale တွေ promotion တွေပုံမှန်ပေးနေပါတယ်။စေနှုံးကအလွန်တင်ပြီးအမေရိကန်မှာဒီလိုမျိုးသက်သာလှည့်မြန်ထားမျိုးရှာတွေ့ဖို့အရန်ခက်ခဲတယ်လို့တောက်သုံးသူတဦးကပြောပါတယ်။2025ဒုတိယ3လအချက်လက်များအရလက်ကင်းဟာစုစုပေါင်းဒေါ်လာတစ်တန်းမှ9ဘီလီယံကျော်ဝင်ဝေးရရှိခဲ့ပြီးယမန်နှင့်ထိုကာလကထက်59တန်းမှတည်ရှားခိုင်နှုန်းပိုများလာပါသေးလို့သိရပါသေးရှင်။